ားလုံးပဲမင်္ဂလာပါရှင် VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်ကြပါဒီကနေ့ဇွန်လ23ရက်မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့မနက်ပိုင်းနဲ့ဆင်ရမယ့်သတင်းတွေကတော့မကွေးတိုင်းကပေးမြို့နယ်နှစ်ရီကန်လန်ဟောင်းခွန်စုရွာလန်းခွဲကစစ်ကောင်စီတပ်စခန်းကို CTF အရှုံးနဲ့တွန်လှန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးစစ်တုံးပန်း၁၀ရောက်ကျော်ကိုလည်းဖမ်းဆီးလိုက်ပါတယ်အရကန်တက်တော့ AA ထင်ချုပ်ထားတဲ့ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်မှာ လူနေထိုင်ခြင်းမရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ်မှာရခိုင်ပြည်နယ်ကနေရွှေ့ပြောင်းလာကြသူတွေကဝင်ရောက်နေထိုင်ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ထိုင်းမြန်မာနေဆက်နှစ်ပေါင်း30နီးပါးလွှတ်ခဲ့ရတဲ့ထိကပလေတစခန်းကိုကရင်အမျိုးသားအစည်းအရုံး KNU ကပြန်လည်တင်ပိုက်လိုက်တဲ့တရင်တွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတရင်တွေတင်ဆက်ပေးဖို့ရှိပါတယ်။ ကွေးတိုင်းငဖေးမြို့နယ်နဲ့ရေကန်လန်ဟောင်းခွန်စုရွာလန်ခွေးကစစ်ကောင်စီတပ်စခန်းကို CTF အရှိုးနဲ့တွလိုင်းရေးပူပေါင်းတပ်တွေကတက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။ဂျွန်လ20ရက်မနက်ပိုင်း9:25နာရီ25မိနစ်မှာနဲ့ရေကန်လေကြောင်းရန်ကကွေရေးတပ်စခန်းပြူဟာကုန်းရဲ့ကကင်းစခန်းတစ်ခုဖြစ်တဲ့ခွန်စုရွာစခန်းကို CTF အရှိုး ACDF နဲ့လူပောင်တပ်မတော် NSA တို့ကပူပေါင်းတက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စကန်းကိုဝင်ရောက်တိုက်ခိုက်ပြီး15မိနစ်ခန့်အကြာမှာစစ်ကောင်စီတပ်သားအများအပြားထွက်ပြေးသွားကြပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတဦးဝေချင်းပြီးတိမ်ဆုံကတဦးကိုအရှင်ဖမ်းမိထားတယ်လို့ CDF အရှုကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်သားတွေဟာအများအပြားဒဏ်ရာရရှိပြီးထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။တဲ့ပွဲအတွင်း CDF အရှုဖက်ကရေးပေါ်တူမစိုးရင်ရတန်ရန်ရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါစခန်းကနေ MA လက်နက်ငယ်အမျိုးအစား၅လက် BA စိန်ပြောင်းတက်လက်နဲ့ခဲရန်အများပြားသိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့ပြင်နေရီကန်လန်ဟောင်းဖြတ်တော့တက်ခတ်ရေလို့ဆောင်းနေစဉ်နေရီကန်ပြူဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား၁၄ဦးကိုဂျွန်လ၁၂ရက်ကနေ၁၄ရက်နေ့အထိ၃ရက်တာအတွင်းဖမ်းဆီးခဲ့ပြီး MA1 ၃လက် MA3 တက်လက်နဲ့ခဲရန်တချို့လည်းသိမ်းဆည်းရမိခဲ့တယ်လို့ CDF အရှုကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဂျွန်လ၄ရက်ကနေ၁၂ရက်အတွင်းမှာလည်း နေဟေကန်လေကြောင်းရန်ကကွေရေးပြူဟာစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား26ဦးကို CDF အရှုကဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။အရကန်တက်တော် AA ထိချုပ်ထားတဲ့ချင်းပြည်တောင်ပိုင်းပလဝမြို့နယ်မှာလူနေထိုင်ခြင်းမရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ်မှာရခိုင်ပြည်ကနေရွှေ့ပြောင်းလာချသူတွေကဝင်ရောက်နေထိုင်ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ ။အလောဝမြို့နယ်ဟာစစ်ကောင်စီကင်းစင်သွားပြီဖြစ်ပေမဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်နဲ့အာရခန့်တပ်တို့အေအေကအုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေတာကြောင့်ဒေသခံစစ်ပေးချောင်းအများစုဟာနေရက်မပြန်ရေးကြသေးပဲအများစုကတော့မီဇိုရမ်ပြည်နယ်ဘက်ကစစ်ပေးချောင်းနေကြရဆဲဖြစ်ပါတယ်။စစ်ပေးတင်းချောင်းမှုတွေကြောင့်ပလောဝမြို့ပေါ်နဲ့ကျေးရွာတချို့ကလူမရှိတဲ့နေအိမ်တွေမှာရခိုင်ပြည်နယ်ဘက်ကနေရွှေ့ပြောင်းလာသူတွေကိုအင်ရှင်တွေထံအသိပေး ခွင့်တောင်းခြင်းမျိုးမရှိဘဲအာရခန်တပ်တို့အေအေကနေထိုင်ခွင့်ပြုခဲ့တာလို့ဒေသခံတွေကပြောပါတယ်။အဲ့လိုနေထိုင်ရှာသူတွေဟာရှင်တွေရဲ့အိုးခွက်ပကံနဲ့တင်းစီထားတဲ့ဆောင်တွေအခြားသုံးဆောင်ပစ္စည်းတွေကိုလည်းပန်းရှင်လို့အသုံးပြုကြရတယ်လို့ဆိုပါတယ်။ပလောဝမွန်ထောင်စင်းစင်းနှမတာကင်းချောင်းထရွန်အိုင်မိဇာမိဆာဝတထေကုံမိဝမိလဝကြီးလေရှင်းလဝနဲ့ အခြားကျေးရွာတွေမှာရခိုင်ပြည်နယ်ကနေရွှေ့ပြောင်းလာသူအင်ချေထောင်နဲ့ချီရှိနေတယ်လို့သိရပါဗျ။ဘလောမြို့နယ်မှာစစ်ကောင်စီနဲ့အရခန့်တပ်တို့အေးထိပ်ပွေးကြောင်းထောင်နဲ့ချီတဲ့ဒေသခံပြည်သူတွေဟာဟာခါ၊နေပြည်တော်၊ရခိုင်နဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တို့မှာထွက်ပြေးတိတ်ဆောင်နေကြရတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကနှစ်ပေါင်း30နီးပါးလက်ရွက်ခဲ့ရတဲ့ချီကပလီတပ်စခန်းကိုကရင်အမျိုးသားစီယုံ KNU ကပြန်လည်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ ပရင်ပြည်နယ်ကိုကရမြို့နယ်ထဲမှာရှိတဲ့ ठी ကပလီတပ်စခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO တို့ရဲ့ဦးဆောင်မှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့နဲ့အတူဂျွန်လ22ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KNU ကထုတ်ပြန်ပါတယ်။ကရင်အမျိုးသားစီယုံ KNU ဟာမနီပလောဌာနချုပ်ကနေဆော့ခွာရပြီးနောက်ချီကပလီစခန်းကို1995ခုနှစ်မေလမှစတင်က KNU ဌာနချုပ်အသစ်ဖြစ် ပြောင်းရွှေ့တည်ထောင်ခဲ့ပေမဲ့လည်းနှစ်နှစ်မပြည့်မီ1998ခုနှစ်ဖေဖော်ဝါရီလမှာမြန်မာစစ်တပ်ကထပ်မံကျူးကျော်တိုက်ပိုက်ခဲ့တယ်လို့ဆိုပါတယ်။ယခုအခါ28နှစ်ကြာမှာ2025ခုနှစ်ဇွန်လ22ရက်နေ့မှာမိမိတို့ပိုင်ဆိုင်ခဲ့သောတိကပလီတပ်စခန်းကိုပြန်လည်ရယူတိုက်ပိုက်နိုင်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ လက်ရှိမှာထိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားလျက်ရှိပြီးယခုအခါဥက္ကဋ္ဌဝလာဗျူဟာကုန်းနဲ့တီသေးလေစစ်တပ်စခန်းတို့သာကြန့်ရှိတော့တယ်လို့သိရပါဗျ။နိုင်ငံတော်တိုက်ပင်ခံဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်အတွက် မွေးနေ့ဆုတောင်းစာနဲ့ပတ်ပန်ထားတဲ့တပ်ပုံကိုလူမှုပွင့်ရက်ပေါ်တင်ခဲ့တဲ့မြမအတန်နဲ့ရုပ်မြင်သံကြား MRTV ဝန်ထမ်းမှန်ငင်းရင်ဖြူမန်ထောင်းနှောက်ကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။မှန်ငင်းရင်ဖြူကိုနေပြည်တော်တက်ကုံမြို့နယ်မှာတရှိတဲ့ MRTV ဝန်ထမ်းအင်ရမှာပဲပြီးခဲ့တဲ့ဇွန်22ရက်ည8နာရီဝန်းကျင်မှာပဲဖမ်းဆီးခဲ့တာလို့စစ်ကောင်စီကမနေ့တုန်းကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့မန်ငင်းရင်ဖြူဟာနိုင်ငံတော်တင်ငင်အင်ချမ်းမှုပြက်ပြားအောင်လူမှုကွန်ရက်ပေါ်မှာတိုးဆော်ခဲ့တဲ့ဆိုပြီးသက်ဆိုင်ရာရေးစခန်းမှာအမှုဖွင့်ကထိမ့်သိမ်းထားတယ်လို့ဆိုပါတယ် မနှင်းဖြူဟာ MRTV ဝင်စရင်ဌာနကဖြစ်ပြီးဖန်ဆီးခံရခြင်းကလည်းမိသားစုနဲ့ဆက်သွယ်ပြတ်တောက်နေတယ်လို့သိရပါဗျ။သူဟာ August နေ့အမီနဲ့အသုံးပြုတဲ့ Facebook account မှာဒေါအောင်ဆန်းစုကြည်အတွက်မွေးနေ့ဆုတောင်းစာရေးပြီးနောက်မှာပဲသူ့ကိုဖန်စီပုံစစ်ကောင်စီထောက်ခံတဲ့ Telegram channel တွေကဆက်တိုက်ရေးသားခဲ့ပါတယ်။မနှင်းဖြိုးပြင်းမန္တလေးတိုင်းပြည်ဦးမြို့နယ်ရောက်ွက်ကြီးတင်မှာနေထိုင်တဲ့မမမှုစောကိုလည်း ဇွန်လ20ရက်ည17:00နာရီချိန်မှာဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီကပို့တွဲထုတ်ပြန်ထားပါတယ်။ဇွန်လဒုတိယပတ်အတွင်းအကြံဖက်စစ်ကောင်စီတပ်ကနေစစ်သားနဲ့ရဲစုစုပေါင်း54ဦးအလင်းဝင်လာကြပြီးစစ်တုပ်ပိုင်းဖြစ်ဖမ်းဆီးခံရသူ49ဦးရှိတယ်လို့ပြည်သူ့ဗန်ဒန်ကထုတ်ပြန်ထားပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်54ယောက်ထဲက17ယောက်ဟာအဓမ္မစစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။ အလင်းဝင်လာတဲ့သူတွေကတော့ရခိုင်ပြည်နယ်မှာအယောက်၄၀၊တသိန်းတော်ရီတိုင်းမှာ၄ယောက်၊ပဲခူးတိုင်းမှာ၄ယောက်၊မကွေးတိုင်းမှာ၁ယောက်၊ရခိုင်တိုင်းမှာ၁ယောက်နဲ့စကိုင်းတိုင်းမှာ၁ယောက်ဖြစ်တယ်လို့ဆိုပါတယ်။တပ်ပွဲတွင်ဖမ်းဆီးရမိတဲ့စစ်တုပ်ပန်းတွေကတော့စကိုင်းတိုင်းမှာပြည်သူစစ်18ယောက်၊မကွေးတိုင်းမှာအကြံဖက်စစ်သား28ယောက်နဲ့မန္တလေးတိုင်းမှာ၁ယောက်တို့ဖြစ်တယ်လို့ပြည်သူပန်းတိုင်းကထုတ်ပြန်ထားပါတယ်။ 2025ခုနှစ်ဇန်နဝါရီလကနေဂျွန်လာဒုတိယပတ်ထိစစ်ကောင်စီတပ်ကနေအလင်းဝင်လာတဲ့လက်နက်ချတဲ့အစစ်တုံးပန်း1038ဦးထိရှိတယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းမတရားမြို့နယ်နဲ့စင်ကိုမြို့နယ်အဆက်မြစ်တာနန္ဒဆေးရုံရကန်းစင်ဆေးရုံကိုမနေ့ညနေပိုင်းကပုံကြီးခံရပြီးမိဖွားပိစအမျိုးသမီးတအူတည်ဆုံခဲ့တယ်လို့ပြည်ဦးရင်ခရိုင်ပြည်သူ့ကကွယ်ရေးအဖွဲ့ပကဖကတည်င်းထုတ်ပြန်ပါတယ်။ မနေ့ဂျွန်လ22ရက်ည7:00နာရီ9မိနစ်နဲ့17မိနစ်တရာဦးဒေစိတ်ကနေတက်လာတဲ့စစ်ကောင်စီတိုက်လေရင်ကပေါက်300ပုံးနဲ့ဈေးရုံကိုနှစ်ကြိမ်တိုင်တိုင်ပုံချခဲ့တာလို့ဆိုပါတယ်။အဲ့ဒီပုံချတိုက်ခိုက်မှုကြောင့်ဈေးရုံမှာကလေးမွေးဖွားပြီးစအသက်30အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ပြီး35နှစ်အရွယ်အမျိုးသမီးတဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ပြင်ဦးတွင်ပကဖကထုတ်ပြန်ပါတယ်။ ေဆုံးသွားတဲ့မိဖွားပီးစာအမျိုးသမီးဟာမတရားမျိုးနဲ့စေရိုလန်ခွေးကျေးရွာကဖြစ်ပါတယ်။စစ်ကောင်စီလေးတရက်ဘုံကြီးတက်ခတ်မှုကြောင့်ဆေးရုံမှာဆေးကုသဖို့ရောက်နေတဲ့ပြည်သူ71ဦးလည်းထိခိုက်ဒဏ်ရာရသလိုတောက်ခွားမိရဲ့အဆောင်ပါဝင်အဆောက်အုံ၃လုံးပျက်စီးသွားတယ်လို့ပြင်အိုးတွင် ပကဖကထုတ်ပြန်ထားပါတယ်။ မလေးရှားနဲ့ဘန်ကောက်ကိုတရားမဝင်လမ်းကြောင်းကသွားမဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းနိုင်ငံကချန်နာဘူရီခရိုင်မှာထိုင်းအနာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ယနေ့ဇွန်လ23ရက်နေ့မနက်4နာရီချိန်ခန့်မှာထိုင်းနိုင်ငံကချန်နာဘူရီချောင်းဖာဖုံဒေသမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံထိုင်းအနာပိုင်တွေက ဟန်စီခဲ့ပြီးအဲ့ဒီထဲမှာမလေးရှားသွားမဲ့မြန်မာမျိုးသား33ဦးပါဝင်တယ်လို့ဆိုပါတယ်။မလေးရှားနိုင်ငံကိုအောက်လန်ကနေသွားမဲ့မြန်မာနိုင်ငံသားတွေဟာဝိစာကိုတဦးမှာထိုင်းဘတ်9500ပေးခဲ့ရတယ်လို့ဆိုပါတယ်။အဖမ်းခံရသူတွေထဲအမျိုးသမီး7ဦးကတော့ဘန်ကောက်မြို့ကိုသွားရောက်အလုံးလုံးဂိုင်းမဲ့သူတွေဖြစ်ကြပြီးဝိစာကိုလူတဦးမှာထိုင်းဘတ်1000ခွဲပေးရတယ်လို့သိရပါတယ်။ဟန်စီခံရသူတွေဟာ ရန်ကုန်မော်လမြိုင်ဖားကန်မြို့တို့ကဖြစ်ကြပြီးမြန်မာထိုင်းနယ်ဆက်ဖျားသုံးစုကန်ချပူရီလမ်းကြောက်ကတဆင့်ဝင်ရောက်လာကြတာဖြစ်တယ်လို့သိရပါဗျ။အစီအတင်ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။